နမကြီး Dyens Porter Wonderbike ဆိုင်ငယ်ကဒီဇိုင်းတစ်ခုလုံးစတင်ချိန်လိုက်ပါပြီ။ဒါကြောင့် Dyens Porter Wonderbike ပုံမှန်ဆိုင်ငယ်ကဘယ်နေရာဒီမှာပြောင်းလဲသွားလဲဆိုတာမွတူနစ်ခဲဆိုင်ငယ်ချစ်သူမိတ်ဆွေတွေအတွက်ဒီကနေ့ review လုပ်ပေးသွားကြမှာတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြောင်အောင်မှာ Motorbike Order တယောက်ဖြစ်ပါတယ်။ပထမဦးဆုံးစတင်ပြောင်းလဲလိုက်တာကသူ့ရဲ့ဒီဇိုင်းပိုင်းမှာအရင်ဒီဇိုင်းဟောင်းကထွက်ရှိလာတာနှစ်တော်တော်ကြာနေပြီမို့ဒီဇိုင်းတက်မချိန်သေးဘူးလားဆိုပြီးလလမေချသူတွေကတော့အခုဒီဇိုင်းတက်ချိန်လိုက်တဲ့အပေါ်အများကြီးပြောကြမယ်လို့ယုံကြည်တယ်။ ရှင်ရောင်ကဗီဘုံတရံကိုမှစီးရောင်အနစ်ဆိုရောင်ဆိုရင်အနစ်ဆိုရောင်တပြင်းကြီးဖြစ်သွားသလိုဘီချပြမီးလေးလည်းရှင်ရောင်ရဲ့ဘီနက်ဖက်မှာတက်ဆင်ပေးလိုက်တယ်။ဘာလို့လဲဆိုအရင်ဒီဇိုင်းဟောင်းတုန်းကဘီချပြမီးလေးအလုံးဆိုင်ငယ်လက်ကန်ရှင်မီးကြီးရဲ့ဘေးမှာတွဲရဲပါရှိခဲ့လို့ပါ။ပြီးတော့ရှင်ရောင်မှစတစ်ကာနှစ်ခုကတ်ထားပေမဲ့ဒိုင်ယန်ဒစ်စိတ်ကတော့အရင်ပုံဟောင်းတုန်းကထက်ပိုသေးသွားတာတွေ့ရတယ်။အခုကတော့ဆိုင်ငယ်ကိုတဲ့ဒီဇိုင်းလုံးဝချိန်လိုက်တဲ့အပြင်ရှီမီကြီးရဲ့ဒီဇိုင်းမှာလုံးဝချိန်သွားတာပါ ဆိုင်ငယ်ရှင်မီကြီးရောဘေးကျပြမီဒီအားလုံးကိုတော့တော်မော်ဒီတာတွေကြားမီယူဝါနဲ့ထုတ်လုပ်ပေးထားစေပါနောက်ထပ်ပြောင်းလဲလိုက်တာကဆိုင်ငယ်တိုင်ခွက်ဒီဇိုင်းမှာအရင်တိုင်ခွက်ဟောင်းနှုန်းကမောင်နေတဲ့စပီနဲ့အပီယန်နှုတ်ကိုလက်တက်နှစ်ခုနဲ့ခွဲပြီးပြထားခဲ့ပေမဲ့အခုဒီဇိုင်းတက်မှာတော့အပီယန်ပြတ်တာမပါရှိတော့ဘဲမောင်နေတဲ့ကီလိုမီတာအချိန်နှုန်းစပီစီလေးကြံပမာဏဂီယာပိုဇီရှင်း ်မိရှင်းပြစနစ်စရာတွေကိုကြည်ကြည်လည်လည်နဲ့ပြတ်တပေးနေမှာဖြစ်ပါတယ်။ထပ်ပြီးထူးခြားသွားတာကအရင်ပုံဝန်းဆိုင်ကတိုင်ကိုရဲ့ဘိပတ်လေတစ်ခုလုံးကပြောင်ချောချောပုံစံဆေးရောင်တပြင်းကြီးဖြစ်ခဲ့ပေမဲ့အခုဒီဇိုင်းတက်မှာတော့တိုင်ကိုရဲ့ဘိပတ်လေတစ်ခုလုံးကာဝင်ဖိုင်ဘာနဲ့အလတ်ဆက်ပေးထားတယ်။ရုပ်တရည်ကြည့်လိုက်ရင်ရှိပ်ပြေးပုံစံအလတ်စတစ်ကကတ်ထားသလားထင်မှားရလောက်တယ်။ ထပ်ပြီးပြောင်းလဲသွားတာကဝင်းကလုတ်စတက်ကလုတ်နဲ့ဘေးချစ်ပြမီကလုတ်တွေပါအရင်ဒီဇိုင်းဟောင်းကကလုတ်တွေတဲ့စိုက်ပိုကြီးလာတာတွေ့ရတယ်ထပ်ပြီးပြောင်းလဲသွားတာကဘေးကိုယ်တွေတစ်ခုလုံးမှာကတ်ထားတဲ့စတီကာတွေပါအရင်ပုံအောင်တော့ကလို့စတီကာအပြည့်ကထရမျိုးမဟုတ်တော့ပဲတိတွေ့ကျင်းလက်သွားတဲ့ဖျော်စတီကာတန်းချာမှာဒိုင်ယန်မန်ဒဇိန်နဲ့ဝန်ဒိုက်ဆိုတဲ့စလုံးကိုရွှေရောင်စလုံးနဲ့ပုံထွင်းပေးထားတာတွေ့ရတယ်။ထပ်ပြီးပြောင်းလဲလိုက်တာကနောက်ကြည့်မှန်ဒီဇိုင်းမှာဆိုင်ငယ်တစ်ခုလုံးမှာဆိုရင်ပြောင်းလဲသွားတဲ့စိတ်ပိုင်းကအလုံး6နေရာလို့ပြောရမယ်။ အင်ဂျင်ကတော့အရင်တိုင်းမဲ့ One Device CG အင်ဂျင်မှာဝါပြည့်ကိုကမ္ဘာတိုက်နဲ့ထွက်ရှိသလိုရှင်းမရှင်းပြခဲ့တဲ့ကြောင်းလဲသွားတဲ့စိတ်ပိုင်း၆နေရာလွှဲရင်အခြားသောစိတ်ပိုင်းနေရာလုံးကအရင်တိုင်းမှာပဲအနည်းဆိုရအောင်ဖြူအောင်ဖြူပြအောင်စားတဲ့အယောင်၃ယောင်နဲ့ရွေးချယ်ရရှိနိုင်မယ်။နောက်၂၅မော်ဒယ်တဲ့ Dynamic Spotter One Device ပုံမြောင်းဆိုင်ရာကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်မန္တလေးမြို့စကိုင်းမန္တလေးလမ်းကနောကြီးမီးပွိုင်းတောင်ပေတမောက်ဒီယာမှာဖွင့်လှစ်ထားတဲ့ Golden Wing ဆိုင်ရာရှိုးရုံမှာအဲ့ဒီရှိုးရုံမှာနာမည်ကြီးကန်ဘိုကန်တာ Dynamic News နဲ့ Edison New Ambo အစရှိတဲ့နာမည်ကြီး brand တွေက Wonderfy ဟာ Way of Far 110 Ring 125 Season ရုပ်ဆိုး Way 110 Sporter 125စားနေဆိုင်ငယ်မျိုးစားအစုံကို95မော်တဲ့ brand new တွေချီ license ပါတွေနဲ့ရောင်းချပေးထားတဲ့နာမည်ကြီး Yari Aima Cambo စားတဲ့ license မှာ EV ဆိုင်ငယ်တွေနဲ့ Glacy EV သပိန်တွေပါဈေးချူချူနဲ့ရောင်းချပေးထားတာပါ Cambo Canada စားတဲ့ဆိုင်ငယ်တွေအလုံးကုမ္ပဏီစံနှုန်းတိုင်း engine အမကန်အပြေအဝနဲ့ဝန်ဆောင်မှုပေးထားတဲ့ဒါကြောင့်ဒီ project နေတဲ့မိတ်ဆွေနေနဲ့95မော်တဲ့ ဒိုင်းစပေါ်တာ25ပုံပြောင်းဆိုင်ကယ်ကိုစပ်ပုတ်ပို့ခြင်းဒီဇိုင်းတဲ့စီးခြင်းနဲ့ brand new tube ဆိုင်ကယ်တွေကိုတနေရာထဲမှာစုံစုံလင်လင်နဲ့စိတ်ကြိုက်ရွေးချယ်ခြင်းနဲ့ဆိုရင်မန္တလေးမြို့စကိုင်းမန္တလေးလမ်းကနော်ကြီးမီပွိုင်းတောင်ဘက်တမောက်ရီယာမှာဖွင့်လှစ်ထားတဲ့ Golden Wheel ဆိုင်ကယ် showroom ရှိနေတယ်ဆိုတာလိုင်းညွှန်ပေးလိုက်ပါစေအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရော အခု review လုပ်သွားတဲ့ Dyson Sporter 25ပုံပြောင်းဆိုင်ကယ်ရဲ့ဒီဇိုင်းကိုရောဘယ်လိုမြင်ပါသလဲ အရင်ပုံကောင်းဆိုင်ငယ်တုန်းကစီးခဲ့ဘူတူတွေရှိရင်စီနေရတဲ့အရာဒါကောင်းကျိုးဆိုးကျိုးဘလို့ရှိလဲဆိုတာရောခွန့်မှန်မှာမှတ်ချက်ရေးပေးခဲ့ပါအောင်